မှန်ပါပဲနဲ့တဲ့ဖုန်းပေဖြည့်တာတဲ့ data ဖြည့်ရကြတော့ဘယ်လိုဖြည့်မလဲပေါ့နော်ဒီပေါင်လေးမိထားရကြတော့အမတို့ဒီ93စက်ကလေးကပေါ့နော်ဖုန်းနံပါတ်မပါလို့ဘေးဖြည့်မရဘူး line သုံးမရဘူးဘာလဲတစ်ခါသုံးလားလို့တော့မထင်လိုက်နဲ့နော်ဒီ line 3စက်ကလေးကကြတော့လဆင်သုံးလို့ရပါတယ်တစ်သက်လုံးသုံးလို့ရတယ်ပေါ့နော်ဒီစက်ကလေးဆက်ဆာဝဲခြင်းမှာဆိုရင်အမတို့ကိုဖုန်းနံပါတ်ပေါ့နော်ကိုအမြဲတမ်းကြိုက်နေကြဖုန်းနံပါတ်လေးတစ်လုံးပေးရတယ်အဲအဲ့ဖုန်းနံပါတ်လေးနဲ့ပဲကိုကနောက်လာနေမှာဆိုရင် KP တို့ဝေးတို့ကနေအလွယ်တကူဖြည့်ဖြည့်လို့ရတယ်ပေါ့နော် ော်အမကဒီနေ့ဝေးနဲ့ဘလို့ပဲဖြစ်ရလဲဆိုတာကိုပြပေးမယ်နော်နိုင်သုံးသက်ကလေးကိုအမတို့ပေးစာမို့ဆိုရင်ဒီဝေးတယ်ဝင်လိုက်ပေါ့နော်ဒီဝေးတယ်မှာဆိုရင်အင်တာနက်ဘေးဆိုတာလေးရှိရဒီအင်တာနက်ဘေးဆိုရင်ဒီမှာပေါ့နော် ITEL ဝင်လိုက်ခါကြရင်ဒီမှာ Atom Broadband ဆိုတာပါတယ်ပေါ့နော် ITEL ထပ်ပြီးဝင်လိုက် ITEL ထပ်ဝင်လိုက်ခါကြရင်ဒီမှာသူကဖုန်းနံပါတ်ဆိုပြီးလိုင်းနံပါတ်ဆိုပြီးတောင်းတယ်ပေါ့နော်ဒီဖုန်းနံပါတ်မှာကြတော့အမတို့ဒီလိုင်းသုံးကက်လေးဝယ်ကစားတော့ပေါ့နော်ကိုယ့်ရဲ့ဖုန်းလေးတစ်လုံးပေးရတယ် iPhone နံပါတ်လေးကိုရိုက်ထည့်ပေးရမှာ အဲဒီမှာဆိုရင်အမအမရဲ့ဖုန်းနံပါတ်လေးရိုက်ထည့်လိုက်မယ်ပေါ့နော်အမဒီကက်ဖောက်တောင်းမှာဖုန်းနံပါတ်လေးဒီမှာဆိုရင်အမဖုန်းနံပါတ်လေးရိုက်ပြီးသွားပြီဆိုရင်အမဒီမှာဝန်ဆောင်မှုပေါ့နော်ဝန်ဆောင်မှုမှာဆိုရင်ကြတော့အမတို့ရဲ့ဒီ line 3စင်ကက်လေးရဲ့နာမည်က Adam Fascinate Adam Fascinate မလို့အမ Adam Fascinate ကိုရေးလိုက်တယ်ပေါ့နော်ပြီးရင်ချစ်ဆက်မင်း အဲဒီမှာဆိုရင်ဒါအမရဲ့နာမည်နဲ့ဒါအမရဲ့ကပ်ဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုလေးပေါ်လာမယ်အဲ့မှာဆိုရင်ထပ်ပြီးဘလို့သွားရမလဲဆိုဒီမှာဆက်နံပါတ်ဆိုပြီးရှိရပေါ့နော်ဆက်နံပါတ်မှာကတော့အမရဲ့တရားကုတ်နံပါတ်လေးမို့လို့တရားလေးကိုရေးလိုက်မယ်နော်ပြီးရင်ဒီမှာပလန်ပလန်မှာဆိုရင်ဒီ line 3စိတ်ကမှာကတော့ပလန်3မျိုးရတယ်ပေါ့နော်သူက55ကစ်ဆိုပြီးရတယ်55ကစ်ဆိုရင်ငွေရ1000ကျပ်မယ်ပေါ့နော်ပြီးရင်သူက35ကစ်35ကစ်ကတော့1000ပို့ ပြန်55ကြက်55ကြက်ကြာတော့9000ဘူးပေါ့နော်ဒီထဲကကိုစိုက်နှစ်တရာ ပလန်ကိုလာစင်လာတိုင်းပေါ့နော်ဘေးဖြစ်ပြီးတော့သူကဒီနေဆောင်ပြီးတော့သူကဝယ်သုံးလို့ရတယ်ပေါ့နော်ဒီ55ကြက်တသားခွဲရကြာတော့တလားခံတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုက35ကြက်ဝယ်မယ်ဆိုရင်သူကတသားပေါ့နော်ဒီ line သုံးစင်ကတ်လေးကိုလိုချင်နေဆိုရင်တော့မစွန်းလို့ရဒီဖိုင်ဘာမှလာပြီးတော့မှာလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးရန်ကုန်ကမို့လို့ဆိုင်မလာဝယ်ချင်နေဆိုရင်လည်းမစွန်းလို့ကဘင်းအောင်လမ်းဆောင်လာမှာဆိုင်ဖွင့်ထားရယ်ပေါ့နော်ဆိုင်မလာပြီးတော့ဝယ်လို့ရပါတယ်